တော်တိုင်းသားတွေဘာပြောလဲဒီ EOS တွေအနေနဲ့လဲတဲ့ကျွန်တော်ပြောချင်တာကတော့ကိုဖြစ်ချင်အောင်မပြောပါနဲ့ဖြစ်တင်တာတွေဖြစ်နိုင်တာတွေဖြစ်တင်တာတွေဖြစ်နိုင်တာတွေကိုညီတွေဇပွဲပေါ်မှာဆွေးနွေးခဲ့တဲ့အချိန်ပေါင်းက င်္ဂလာပါကျွန်တော်ပြည်သူ့အမှန်ငါတို့တန်စီစီကနေပြန်ပြီးတော့ကြိုးဆိုပါလေဗျဟုတ်မင်္ဂလာပါမင်္ဂလာပါညီမင်္ဂလာပါမင်္ဂလာပါကဲလောက်ပါအောင်ဒီရပိုင်းအောင်ဘာကြီးထူးတာတွေ့သေးတော့အများကြီးထူးတယ်အများကြီးထူးတယ်ပေါ့နော်ဒီပါဟိုဟိုလောကပြောရမယ့်ဟာတစ်ခုရှိတယ်အဲ့ဒါဒါမင်းအောင်လည်းပြောတဲ့စကားတွေတည်းမှာအဲ့လိုတိုင်းရင်းသားတွေအပေါ်မှာလဲပေါ့နော်သူဦးစားပေးပြီးတော့အာသူလှုပ်ဆောင်ပေးရမယ့်ဟာတွေရှိတယ်ပေါ့နော်အဲ့အဲ့ဒါလှုပ်ပေးမယ်ပေါ့ပြီးရင်သူဆွဲအဲဗာလဲ ဟိုတက်နိုင်သမျှကျွန်တော်လုပ်ပေးမယ်ပေါ့နော်အဲနောက်ကြပြီးတော့ကြံခဲ့တဲ့တိုင်းသားနေမိတွေအားလုံးကိုဦးစားပေးပြီးတော့ဆောင်ရွက်ပေးမယ်အဲပြီးရင်တက်နိုင်သမျှကျွန်တော်လုပ်ပေးမယ်ပေါ့နော်ပြီးအဲ့နောက်တစ်ခုပြောသွားတဲ့ဟာတော်တော်ဟိုဟာဖြစ်တယ်ဒါအေးအိုတွေအနေနဲ့လဲပေါ့နော်အဲသူပြောချင်တာကတော့ပေါ့နော်ကိုဖြစ်ချင်တာကိုမပြောနဲ့ဘူးဖြစ်တာတွေဖြစ်နိုင်တာတွေကိုပဲပြောပါဆိုပြီးတော့ဒါပြောဖို့ကောင်းတယ်ဆိုရင်ပြောပါအဲ့ဒါတော့နည်းနည်းလေးဟိုစုပ်ပယ်လေးပြောအောင်ပေါ့နော်ဒီကောင်ပြောတဲ့ဟာအဲ့တခုရှိတယ်ဒါတိုင်းသားတွေပေါ်မှာသူ နည်းနည်းမျက်ရည်ကန်ထိုးတဲ့ဟာမျိုးလဲပါဆိုပေါ့နော်အဲပြီးရင်သူခုနလိုမျိုးဟိုရှေ့မှာလည်းပြောခဲ့တယ်လေကနကောစာမလုံးနဲ့ဆိုပြီးတော့အဲအဲ့လိုပုံစံမျိုးတွေလည်းပြောခဲ့တော့ဒါနည်းနည်းကျွန်တော်တို့ဒါပြောရမယ်ထင်ပါတော့ရှိတယ်ပေါ့နော်အဲ့ဒါလည်းတွေ့တယ်ပြီးတော့ဒါနောက်တစ်ခုကတော့ဒါကျွန်တော် အေဝင်ရောက်လာနိုင်တဲ့ဒါကြောက်ဖြူမျိုးတွင်းမျိုးပြင်အဲ့လိုနေရာမျိုးတွေမှာမိုင်းနေထောင်တယ်ဆိုပြီးတော့တည်ရတယ်ပေါ့နော်ဆာကဆာဆာကဆာထောင်အေလာမာဆိုးလို့ဆိုပြီးတော့မိုင်းနေကာတာပေါ့ဒါပေမဲ့မျိုးတွင်းမျိုးပြင်ဆိုပြီးတော့ကာပြီဆိုရင်နေကသူကဒေသခံပြည်သူကိုထဲမတွက်တော့ ဲ့လိုမျိုးမမရရင်လောက်ရတွေကိုလုံနေပြီပေါ့နော်ဟိုဒီဒေသခံပြည်သူလူထုကိုလည်းသူကဘယ်မှထွက်ခွင့်မပေးဘူးပြီးရင်အဲ့လိုထွက်ခွင့်မပေးတဲ့ထဲမှာနေရမယ်ဆိုတော့ကြာတော့လေခုနကလိုသူတို့စီရောမရောက်ရေးမိုင်းတွေကာထားတာဖြစ်တဲ့အတွက်ဒါမိုင်းဖြစ်စင်နေတာတောက်လျှောက်ဖြစ်ဒါဟိုနေ့ရောက်ကိုပဲခြောက်တစ်ဖက်ပြက်တာမျိုးတွေအဲပြီးရင်အဲမိုင်းဖြစ်စင်ပြစ်လို့ဒါဆေးုံဆေးကန်သွားဖို့အတွက်အခက်အခဲဖြစ်တဲ့ဒေသခံပြည်သူတွေအဲ့အဲ့အကြောင်းတွေကအဲ့ဘက်ဒေသတွေမှာတောက်လျှောက်ကြားလာရတယ်ပေါ့နော်ပြီးတော့ဒေသခံပြည်သူတွေအားစဒီနေရာမျိုးတွေကိုဒါမိုင်းတွေပြန်ပြီးရှင်းလင်းပေးဖို့ ဒါရှင်းလင်းပေးဖို့ဆိုတာစစ်တပ်ထောင်ထားတဲ့မိုင်းတွေပေါ့နော်အဲ့လိုနေရာမျိုးတွေကိုဒါတိမ့်ပိုက်ပြီးတဲ့နေရာတွေမှာဒါအာရခတက်တော်ကိုပြန်ပြီးအကူညီတောင်းရတာရှိတယ်အာရခတက်တော်ပြန်ပြီးအကူညီပေးခဲ့တာရှိတယ်ပေါ့နော်အဲ့တော့ကြောက်ဖြူကတော့အဲ့လိုပုံစံမျိုးလှုပ်ထားတယ်ပြီးတော့ဒါကြောက်ဖြူမျိုးတွေကခြေရွာတွေကိုပေါ့နော်စစ်တပ်ကအခုနောက်ပိုင်းမှာ drone နဲ့ဒါဖျက်ဆီးမှုတွေပို့ပြီးတော့လှုပ်ဆောင်လာတာတွေရှိလာတယ်ပေါ့နော်အခုနောက်ပိုင်းသူတို့ drone ကိုတော်တော်လေးတွင်တွင်ကြဲကြဲကိုတုံးတယ်ပြီးတော့ထိထိရောက်ဖြစ်အောင်လည်းတုံးတက်လာတယ်ဒါကျွန်တော်တို့ဒေါ်လာရင်းတက်တွေတော်တော်နည်းနည်းသတိထားစရာ အရာတစ်ခုဖြစ်လာတယ်ဗောနော်စိန်ခေါ်မှုတစ်ခုဖြစ်လာတယ်ပြီးတော့ဒီနီးပညာတွေပါတယ်ဆိုလဲပို့ပြီးတော့အဆင့်မြင့်နေတာမျိုးတွေလှုပ်လာတယ်ပြီးတော့သူတို့အနီးနားမှာရှိတဲ့ဒါဘလိုမျိုးအဆောက်အဦဖြစ်ဖြစ်ဗောနော်ကြီးကွယ်မြက်ကွယ်ဘာပဲဖြစ်ဖြစ်အဲ့ဒါမျိုးကိုဒါဖြည့်ဆည်းရှင်းလင်းတာမျိုးတွေလဲခုနောက်ပိုင်းပို့ပြီးတော့လှုပ်လာဒါဘယ်နေရာမှာဖြစ်ဖြစ်တိုက်ခိုက်ခံရပါတယ်ဆိုတော့တက်စကန်တရင်ဌာနချုပ်ဒီလိုနေရာမျိုးတွေမှာကအဆောက် လူနေအင်ဂျီတွေကိုဒါခုနလိုမျိုးဒါမြင်ကွင်းရှင်းတဲ့ပုံစံမျိုးတွေလောက်တာတွေ့ရတယ်။ဘာမှမကြည့်တော့သူတို့စီမရောက်ဖို့ပဲလိုတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။နောက်တစ်ခုကဒါကြောင့်ဒါမကွေးနဲ့ရခိုင်ရုံးမတစ်ချောင်းမှာစီရေးလှူရှားနေတယ်ကျွန်တော်ကမပြောမဖြစ်စီဒီရဲ့အရှူပေါ့နော်။ဒီတပ်ဖွဲ့တွေကဒါအခုဆိုရင်ဒါသူတို့ဖမ်းပြီးတဲ့စစ်တုံးပန်းရေတွက်က150လောက်ထိရှိလာပြီဆိုပြီးတော့ဒါတက်လာတယ်ပေါ့နော်။အဲအဲဥစ္စာဆိုလဲဒါရှေ့မှာကျွန်တော်အမြဲတမ်းပြောခဲ့တယ်။သူတို့ကစစ်တပ်ရတဲ့အပြင်မှာဒီလူဖမ်းတဲ့အလုပ်ကိုပါ အဓိကထားပြီးတော့လုပ်နေရတယ်ပေါ့နော်အခုလည်းဖြစ်လာအောင်ပါနေအကန်ကတော်တော်အချိန်နေဆိုးနေပြီ viewer မူတို့ဒါအရာရှိအချို့ထွက်ပြေးတယ်ဆိုပြီးတော့သတင်းတခုတက်လာတယ်အဲကြတော့အဲ့အဖွဲ့တွေထပ်ပြီးများဖမ်းမိမလားကျွန်တော်တို့စောင့်ကြည့်ရမယ်ပေါ့နော်အခုဘာဖြစ်လို့လဲဆိုတော့အဲ့ဘက်မှာဒါ AI တိုက်လိုက်ပြီးဆိုတာ ਨੇ ဒါသူတို့ဒီ CD ရဲ့အရှုပ်ဘက်ကိုထွက်ထွက်ပြေးလာလို့ဒါတက်ဖွဲ့တွေကပိတ်ပြီးတော့ဖမ်းဆီးရတာမျိုးရှိတယ်ဖမ်းရတဲ့အခါမှာလည်းဟိုပင်မန်းနေပေါ့နော်ပင်မန်းနေဆိုတာချို့နေရာတွေမှာအဲ့လိုပေါ့သူကဒီတနက် ဖောက်ဖို့အတွက်ခွင့်မပြုထားဘူး။ဘာဖြစ်လို့လဲဆိုတော့ဒါဒေသခံပြည်သူတွေကိုလာပြီးတော့လင်းနဲ့ပုံကျဲရတော့ဘာလို့အဲ့လိုမျိုးလုံးမှာဆိုလို့ဒါတပ်ဖွဲ့တွေကသူကမှားတာတော့တပ်ဖွဲ့တွေကဒီကောင်တွေကိုမြင်မြင်သွားနေအောင်လေလက်တချဆိုတန်းអော်လာ။ဟိုကောင်တွေကလည်းအဲ့လိုអော်ပြီးဆိုတော့ねတယောက်တနေရာစီပြေးတာ။၅ရောက်လာရင်၅နေရာပြေးတာ။အဲ့တော့အဖွဲ့တွေကတနေရာစီလိုက်ဖမ်းရတာပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့တော်တော်လေးပြင်ပန်းနေကြတယ်ပေါ့နော်။ဒါလည်းထူကြတဲ့ဇနီးတစ်ခုအနေနဲ့တွေ့ရတယ်။နောက်တစ်ခါတော့ဒါအကြောင်း A ကချိတ်ပေးတဲ့ကိစ္စချိတ်ပေးတဲ့ကိစ္စအဲ့ဒါတော့တော်တော်လေးအားရစရာကောင်းတယ်။ ခရိုနီခရိုပြာခရိုဝါတွေပေါ့နော်အဲဒီလိုစစ်တပ်နဲ့ပေါင်းစားတဲ့သူတွေအဲ့လိုလူတွေရဲ့ပိုင်ဆိုင်မှုတွေဒါအများကြီးပဲပေါ့နော်အဲ့လိုဟာမျိုးတွေချိတ်ပိတ်ပလိုက်တယ်ဒါတွေကတကယ်ပြောရင်တော့ဟိုတယန်ဇာတတွေကိုဒါကိုကျိုးရှာတဲ့ပုံစံမျိုးနဲ့လှုပ်ထားခဲ့တဲ့သူတွေရဲ့ပိုင်ဆိုင်မှုတွေအဲ့ဒီပိုင်ဆိုင်မှုတွေဆိုတာတကယ်ပြောရင်တော့ပြည်သူပဲပိုင်သိတဲ့ဟာတွေအဲ့အဲ့လိုဟာမျိုးတွေကိုအေးရဟုတ်အဲချိတ်ပိတ်တာမျိုးတွေဒါလုံးဝပေါ်ပေါ်တင်းတင်းကိုပြင်းတာပေါ့နော်စစ်တပ်နဲ့ပတ်သက်တဲ့ဟာအကုန်လုံးသူကလုံးဝအပြစ်ပေးအေးအေးယူတဲ့ပုံစံမျိုးလုပ်လိုက်တာလေတွေ့ရတယ်တကယ်ကိုဝစ်လည်နေတဲ့ ဒါမြင်ကွင်းတွေကိုမြင်နေရပြီပေါ့နော်အဲအဲ့အဲ့မှာကိုပဲအဲ့ဒီဥကြောက်တောင်အဲ့နော်ဥကြောက်တောင်အဲ့သူပြောတာရှိတယ်ပါလေဖြစ်တဲ့ဖြစ်တိုက်တာဖြစ်သွားတာပဲပေါ့ဆိုပြီးတော့ပြောသွားအဲ့ဒါတော့ကြိုက်တယ်ဖြစ်တဲ့ဖြစ်တိုက်လို့ကိုဖြစ်တာလားအဲအဲ့ဒါတော့ကြိုက်တယ်အကျွန်တော်ကတော့အဲ့ထူးခြားချက်တွေထူးခြားတဲ့ဖြစ်စဉ်တွေတွေ့တာလေဟွန်းဒီရက်ပိုင်းမှာကျန်တဲ့ဟာတွေလို့ညီလေးကလူအဲဒါ MND ရဲ့36နှစ်ပြည့်အဲဒီဟိုမှာဆိုလို့ရှိရင်တက်ဖွဲ့တီထောင်တဲ့36နှစ်ပြည့်နေမှာဆိုရင် A က အဲဒီတဲ့ပို့ပြီးတော့မှဒီယခုတဲ့ပို့ပြီးတော့မှစီလုံးညီညွတ်ကိုယခုတဲ့ပို့ပြီးတော့ယခုစီလုံးညီညွတ်တာတော့မင်းအွန်လိုင်းတော်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 ပွဲပြည့်နေဟုတ်တယ်အေရတီအန်လေရောဟုတ်တယ်ယခုတဲ့ပို့ပြီးစီလုံးညီညွတ်ရင်တော့ဒါမင်းအွန်လိုင်းနှစ်ခုတက်ပြီးတော့မှရိုက်ဖို့ပဲရှိတော့တဲ့အနေဒါမင်းအွန်လိုင်းနှစ်ခုတက်ရိုက်ရမလို့ပါဘူးဒီဒီလောက်လောက်ဒီလိုလိုရိုက်ရပါဘူးဒီလိုလိုလှမ်းရရငုံငုံရရငုံငုံပြီးတော့ရိုက်ရပါအဲ့လိုနေသားမျိုးပေါ့ဒါလည်းကောင်းသောလက္ခဏာတစ်ခုလို့တွေးရတယ်ပေါ့ ်ညီမေစုသားဒါသူမေစုမွေးနေ့အသက်80ပြည့်မွေးနေ့ပေါ့နော်မွေးနေ့အတွက်ဒါအမေရိကန်ကမ်ပိန်းတွေပေါ့နော်ကမ်ပိန်းပေါ့နော်ကမ်ပိန်းဟိုဖြစ်ပြီးတော့မှအမေရိကန်ခီးတင်စတင်နေတာလည်းတွေ့ရတယ်ဒါဆိုလို့ရှိရင်လည်းဟိုတို့ဒီတတိယနိုင်ငံအဖွဲ့ကြီးကတော့ဟိုတိတ်အများကြီးတော့ပြောစရာမလိုပါဘူးနိုင်တဲ့လောက်တော်လိုင်းစကလေးကနိုင်တဲ့လောက်ဝိုင်းပြီးတော့မှလှူဒန်းနေကြတာပဲပေါ့နော်ဒီကမ်ပိန်းလေးပေါ်မှာလည်းအဲတချို့တော်ဝဲဝိုင်းပြီးတော့မှနိုင်တဲ့ဟာလေးပေါ့ဝိုင်းပြီးတော့ကူစေခြင်းနဲ့ပေါ့နောက် ဒီဟွာကပသိင်ကြီးဘက်မှာဆိုလို့ရှိရင်ဟွာရလဖရလဖဘာလဲတော့မသိဘူးရန်လုတဲ့ဖွဲ့အဲ့လိုပဲပြောရအောင်ရလဖဆိုပြီးတော့ဒီပသိင်ကြီးတို့မတရားတို့ဘက်မှာဟိုလက်နဲ့တက်ဆင်ပေးပြီးတော့မှအဲဒီ uniform အဖွဲ့ဆိုလုံလာတဲ့ကောင် uniform အပြာဝင့်နေပေါ့အဲ့ဒါရရလုံညိုရေးအဖွဲ့ဆိုပြီးတော့မှဒါလက်နဲ့တက်ဆင်ပေးရလဲတွေ့ရအဲ့တော့ဒီဟာလဲအမြဲတမ်းပြောပြီးသားပါဘယ်သူကနိုင်ငံဟိုနိုင်ငံကိုကာကွယ်နေတာလဲဘယ်သူက ဒီစစ်တပ်ကိုကာကွယ်ဖို့ဘယ်သူကပိုပြီးတာဝန်ရှိလဲဆိုတဲ့ဟာကဗိုလ်ချုပ်ကြီးသားနဲ့မင်းတို့နဲ့ဘယ်သူကပိုပြီးတာဝန်ရှိလဲဆိုတော့မင်းတို့ကိုမြှောက်ပေးပြီးတော့နော်ဆန်သုံးမီစီတပူလောက်နဲ့ဘွားကြီးတာယာနေလို့ရှိရင်လည်းတာယာပေါ့ကွာဟုတ်တယ်မလားအဲ့တော့တော်လိုင်းတက်ဖွဲ့တွေကတော့နှစ်ဖူးတွေတူတွေတွေ့လာတဲ့အချိန်ကျရင်တော့လုံးဝခွင်းလွှတ်စရာအကြောင်းမရှိဘူးပေါ့နော်ဒါကြီးလဲနောက်တစ်ခုကတပိတ်ချင်းဒါ9မိုင်မှာဆိုလို့ရှိရင်လည်း9မိုင်တို့တွင်းငယ်တို့ဘက်မှာလဲဒါတိုက်ပွဲတွေတရက73တရက73ပေါ့ဒါဒီဟာလဲ ဲအဲ့ဒီဟာတီလေးရှစ်လာမျိုးတရင်ကကြထားပြီးပါပြီဗောတပိတ်ချင်းကအဲ့နောက်ဒီတာတာနာတာနှစ်လာဟုတ်တယ်အဲ့ဒါလေးအဲ့ဒီအဲ့ဒီအဲ့ဒီဟာဒီထပ်ပြီးတော့မှလာဟိုဟိုဖြစ်မှာဗောအပြီးဒီဟိုတာတာက73တို့ဘာတို့အခုအဲ့ထဲမှာသူကစစ်တုံးမန်းနေအော်စစ်တုံးမန်းတာဖြစ်နေဟိုစစ်ရှုံးကောင်နေအများကြီးစုနေစစ်ရှုံးစစ်ရှုံးအဲဘျူဘျူဟာဘက်ကဟုတ်တယ်ဟိုမိုးကိုဘက်ကနေဆုတ်လာတဲ့အဖွဲတွေဗောဒါကြီးလည်းထပ်ပြီးတော့မှအဲတိုက်နေတာတွေ့ရတယ်မန်လီပီဒီယားကထပ်ပြီးတော့တိုက်နေတာတွေ့ရတယ်ဗောတွေ့ရတဲ့ခါကျတော့ဒါလည်း တော်တော်ကောင်းတဲ့လက္ခဏာမန္တလေးကိုလည်းအဲတပိတ်ချင်းနဲ့မန္တလေးဆိုတာလည်းတိတ်မဝေးတဲ့အတွက်ခကြီးဖြစ်တဲ့လက်ခေါ်ရင်ကြားရတာဖြစ်တဲ့အတွက်အဲဒါမန္တလေးဘက်ကိုလည်းများမကြမီအဲရောက်လာနိုင်တဲ့အနေအထားမျိုးတွားတွေ့ရတယ်ပေါ့နောက်တစ်ခုကညီလေးဒီရပိုင်းမှာတော်တော်များများသတင်းတော်တော်များများမှာကြီးလိုက်လို့ရှိရင်ဒါ post ကတစ်ခုပြီးတစ်ခုခြားနှစ်ခုခြားဝင်းကျင်လောက်မှာသူကဘာတွားတွေ့လဲဘက်ကူပြောင်းလာတဲ့လူတွေကတောက်လျှောက်ပဲအဲ့တောက်လျှောက်မှာသူကစစ်မှုထမ်းစစ်မှုထမ်းရယ် နော်စင်မူတန်းစင်မူတန်းကြီးပဲအဲ့စင်မူတန်းကိုမှဟိုဖြေလိုက်လို့ရှိရင်ဒါကတို့လုတ်ပြီးတော့ဖြေတာလားဒါမို့လို့ရှိရင်တကယ်ကိုယင်တဲ့ကတကယ်ဖြစ်တဲ့ဖြစ်ခဲ့တဲ့ဖြစ်စဉ်အတိုင်းပဲဖြေတာလားဆိုတဲ့ဟာကတော့ဒါဒီဟိုနည်းနည်းစစ်ကြောကြီးမှာပဲသိမှာပေါ့အတူအတင်းအားမှအစုဆုံးခံရတာကြီးပဲဟုတ်တယ်တောက်လျှောက်ကတော့ဗောနော်စင်မူတန်းပတ်စင်တစ်ကပါတယ်နှစ်ကပါတယ်အဲ့လိုမျိုးတချို့ဆိုလက်နဲ့ပါတယ်တချို့ဆိုလက်နဲ့မပါဘူးဗောနော်ဒီလိုမျိုးဘက်ကူပြောင်းလာတာတွေတွတ်တွေ့ရအဲ့တော့ ဒီဟာတွေကတကယ်စစ်ကြောကြီးမှာပဲသူတို့တကယ်ဟွာလို့ဒါပေမဲ့စကားစားပွဲမှာညဘယ်လိုလုပ်လဲဆိုတော့ဒီ TikTok မှာသူတို့ဗီဒီယိုဖိုင်ရိုက်ပြီးတော့မှမင်းတို့အာရမစူးသောခိုင်းတဲ့ကောင်ပါလာတို့ပါလို့ဆိုလေကတော့နဲ့အဲ့လိုအဲ့လိုဝါဒဖြန့်နေရတယ်။ဒါပေမဲ့ဒီဘက်ကိုရောက်လာတဲ့အချိန်မှာလည်းအပုံသန်းတစ်မျိုးပြောင်းနေပေါ့။ဒါကတော့တခြားဟိုတည်င်းလိုက်ပြီးတော့မှအစီအစဉ်မှရမယ့်အနေအထားမျိုး။အဲ့တော့ရှစ်စစ်သားဟောင်းတွေကအာနာမသိငင်တော့ဖြစ်ခဲ့တဲ့စစ်သားတွေကဒီအချိန်မှာဘက်ကူပြောင်းဖို့လုံးဝမရှိတော့ဘူး။ အခုဘက်ကူပြောင်းတာဒီပါစတွေပဲဖြစ်တော့တာဖြစ်တယ်အရင်တုန်းကလူတွေကတော့တီတီထိမင်းအောင်လိုင်ရဲ့တစ္ဆာကိုနာခံမဲ့ကောင်နေလို့လုံးဝတတ်မှတ်လို့ရပါပြီဒါတော်လိုင်း9နှစ်ထဲကိုရောက်သွားပြီအဲ့တော့ဒီကောင်နေနဲ့တွေ့ရင်တော့မတတ်နိုင်တော့ဘူးပေါ့နော်အဲအဲ့ဒီဟာလေးဒါတော်လိုင်းတက်ဖွဲ့အနေနဲ့လေဒီကောင်နေအခုမှမိကမှဟုတ်တယ်အချိုးပြောင်းရင်တော့မင်းအရင်ကတည်းကအာနာမင်း9နှစ်ပါလို့နေလေအဲ့လိုပြန်မရတော့မှာဟုတ်တယ်တရက်ကိုတစ်ချက်ပဲရိုက်မယ် အဲ့ဒီအဲ့လိုမျိုးငါငါနှစ်တွက်ပြီးတော့မှ365ငါးနဲ့မြောက်ပြီးတော့မှစက်မင်းတို့နွားဖြစ်တဲ့ကာလခွေးဖြစ်တဲ့ကာလဆိုပြီးတော့မှရိုက်တင်တယ်ဗောနော်ဒါလေးလည်းအကြံပေးတာပါသူနောက်ပိုင်းပါစတွေကဘဲကူပြောင်းလာတာများတဲ့အတွက်လေရှေ့လူတွေလုံးဝမပါတော့ကပတွေတောင်းမှုတွေအဲ့လိုမျိုးမပါတော့ဒါသွားသွားတွေ့လို့ပါပြီးတော့နောက်တစ်ခါကျွန်တော်ညီလေးပြောရတဲ့မှာဗောတော့ဒီတိုင်းသားတွေအပေါ်မှာဦးစားပေးပြီးတော့ကျွန်တော်ဆောင်ရွက်ပေးမယ်အာကျွန်တော်ကျွန်တော်ကဆွဲကင်ထားပါတယ်ဘာဖြစ်ပါလဲညာဖြစ်ပါလဲပြီးတော့ တော်တိုင်းသားတွေဘာပြောလဲဒီ EOS တွေအနေနဲ့လဲတဲ့ကျွန်တော်ပြောချင်တာကတော့ကိုဖြစ်ချင်အောင်မပြောပါနဲ့ဖြစ်တင်တာတွေဖြစ်နိုင်တာတွေဖြစ်တင်တာတွေဖြစ်နိုင်တာတွေကိုညီလေးဇပွဲပေါ်မှာဆွေးနွေးခဲ့တဲ့အချိန်ပေါင်းကနော်တော်လိုင်းတိုင်းသားလက်နက်ကင်ခုဒါ PDF လူငယ်တွေကိုမပြောနိုင်ဘူးပေါ့နော် PDF လူငယ်တွေကဇပွဲဝိုင်းပေါ်တစ်ခါမှမရောက်ခဲ့ဘူးသေးဘူးပေါ့နော်ဒါရောက်မှလည်းမဟုတ်ဘူးဒီတိုက်ပွဲကအဆုံးအဆုံးသက်တည်သွားမှဖြစ်တဲ့အတွက်ဇပွဲပေါ်သွားဖို့စိတ်ကူးနဲ့လာခဲ့တဲ့လူတယောက်မှမပါဘူးအဆုံးတည်သွားဖို့ အဲ့ဟိုတိုင်းသားလက်နဲ့ကိုင်ကြီးအကုန်လုံးကဇပွဲပေါ်မှာကြီးတွေအချင်းချင်းတောင်းဆိုခဲ့ပြီးသွားပြီဟုတ်တယ်အဲ့တော့ तू က protocol ပေါ့နော် protocol ပြောမယ်ဆိုလို့ရှိရင်ဒါဟိုယူကရိန်းတမရကယူကရိန်းဆိုတာတိတိလေးယူကရိန်းတမရနဲ့အမေရိကန်တမရနဲ့ဒါအခုဖြစ်သွားတဲ့ဖြစ်စဉ်မှာဒါဖြစ်စဉ်ကိုပြောတာမဟုတ်သူတို့နှစ်ယောက်က protocol ရနှစ်ယောက်လုံးကတမရဖြစ်ဟုတ်တယ်အဲ့တော့ဘယ်လိုထိုင်လဲဆိုတော့ဒီလိုဒန်းလူ တပြေးတည်းပဲတပြေးတည်းပဲသူ့မှာလည်းဘာဆောင်ရောင်းမှမပူဒီမှာလည်းဘာဆောင်ရောင်းမှမပူဘယ်တမတမှာဘာဆောင်ရောင်းမှမပူပဲနဲ့သူလည်းသူ့နိုင်ငံရဲ့ခေါင်းဆောင်ဒီဘက်ကလည်းယူကရိန်းကလည်းယူကရိန်းနိုင်ငံရဲ့ခေါင်းဆောင်နိုင်ငံကြီးရတေးတာတွေဟိုလိုဖြစ်တာတွေဒီလိုဖြစ်တာတွေဘာမှမခွဲခြားပဲနဲ့အတူတူထိုင်ခဲ့ဒါပေမဲ့တိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေကိုဒီစစ်တပ်ကနေပြီးကမှတောင်းဆိုဖို့ငိမ့်ငိမ့်စပွဲဝိုင်းပေါ်တက်ဖို့ခေါ်တဲ့ချိန်မှာဘသူကထိတ်ကထိုင်လဲဆိုတော့ ်တမရကာကွေဦးဒီကျုပ်လို့သူတို့ခေါ်တမုတ်တဲ့တမတ်ထားတဲ့កောင်ကထိတ်ကထိုင်ကျန်တဲ့လူတွေကိုဘေးရထိုင်ပရိုတိုကောရစေးသားလိုက်ပြီဆိုကြတဲ့ကဘေးမှာထားတာအဲ့ဒီကဒန်းလူခွင့်ရေးဆိုတာမရှိဘူးဒန်းလူခွင့်ရေးအော်ဒီမှာတခုသတိထားမိလိမ့်မယ်ဒီကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့မှာ BGF နဲ့ဒီဟိုဟာနဲ့အဲ DGB နဲ့တွဲဆုံဆွေးနွေးပွဲလုပ်တဲ့အချိန်မှာဘလို့ထိုင်နေတော့အတူတူပဲထိတ်မှာ ဘီကခေါင်းဆောင်နဲ့ဒီကီဘီကခေါင်းဆောင်ဒီကီဘီကလာတဲ့ကိုတလေခေါင်းဆောင်နဲ့အတူတူထိတ်မှာနှစ်ယောက်အတူတူထိုင်တယ်။အအဖွဲကြီးရာတွေငယ်ရာတွေဟိုအဖွဲတွေဒီအဖွဲတွေဒါမျိုးပေါ့နော်။အခုတိုင်းသားလက်နက်ကင်ခေါင်းဆောင်တွေလည်း EOS တွေလည်းဒီလိုမျိုးဆက်ဆံထားခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီပေါ့နော်။အဲ့ဒါအပေါ်မှာဒီချိန်ကြာကမှာဖြစ်တင်ဖြစ်တိုက်တာကိုပဲပြောပါတို့။ဘာလို့ဆိုတော့ဖြစ်တင်ဖြစ်တိုက်တာတွေပြောခဲ့ပြီးသွားပြီ။ဖြစ်တင်ဖြစ်တိုက်တာကိုမလုပ်လို့စစ်တပ်ကမလုပ်လို့ဒီအာဏာသိမ်းမှုမှာဒီတိုင်းသားလက်နက်ကင်တွေဝင်ပြီးတော့မှပါဝင်တော်လှန်ရတဲ့ အနေထားတွေရောက်သွားတာညီလေး तू ကဖြစ်တင်ပြလိုက်တာကိုမလုပ်ခဲ့ဘူးပြီးတော့အတိုင်းပြလို့လည်းဖြစ်တင်ပြလိုက်နေတဲ့အစိုးရနဲ့လက်ထဲကိုမအပ်ခဲ့ဘဲနဲ့ तू အတင်းအာဓမဝင်ပြီးတော့မှအာနာဝင်ပြီးတော့မှအတင်းလူခဲ့တဲ့အတွက်ဒီလိုမျိုးဖြစ်တာပေါ့နော်အဲ့တော့ဖြစ်တင်ပြလိုက်တဲ့ဆိုတဲ့ဇကားကမပြောတင်တော့မင်းနဲ့မတန်ဘူးမင်းနဲ့မတန်ဘူးဖြစ်တင်ပြလိုက်တာကိုမင်းမလုပ်ခဲ့လို့ဒီနေ့ဒီချိန်တိုင်းပြကဒီချိန်နေရောက်သွားဒီချိန်နေရောက်တာမဖြစ်တင်တာတွေဖြစ်တာမင်းတို့စစ်တပ်ကလည်းလက်ရှိဒီနေ့ဒီချိန်မှာမဖြစ်တင်တာတွေကိုဖြစ်တာ ာပတ်စံအောင်ဟိုညဘက်လှေနဲ့ခိုးတဲ့ရတဲ့အစင်းမျိုးတွေယူနီဖောင်းဝေးပြီးတော့မှလမ်းပေါ်မထွက်ရတဲ့အစင်းမျိုးတွေရောက်အောင်ဘယ်ကောင်လုတ်ခဲ့တာလဲဆိုတော့မင်းတို့စစ်တပ်ကပဲလုတ်ခဲ့တာဟုတ်တယ်ဘသူ့မှာလက်ညှိုးမထိုးနဲ့ကျန်တဲ့လူတွေကဝိုင်းပြီးတော့မှစစ်တပ်ကိုမြောင်းနေအောင်ဘလူးမကန်မချခဲ့ဘူးစစ်တပ်ကကန်ချအောင်ငါ့ကိုလက်ကန်မှာထောင်းထောင်းထောင်းလုတ်တာခြုံထွက်လာလို့ရိုက်ချိုးရတာမခြုံထွက်ပဲနဲ့တိုင်းသားတွေနဲ့ပြည်သူလူထုနဲ့တပြေးတည်းနေမယ်အစိုးရနဲ့တပြေးတည်းနေမယ်ဆိုလို့ရှိရင်ဘယ်တိုင်းသားလက်နက်ကိုင်အမှ စစ်တပ်ကိုဒီရွက်ချက်ရှိကြီးတိုက်ဖို့စိတ်ကူးမရှိခဲ့ဘူးအဒီအာနာသိမ့်မှုဖြစ်စဉ်နဲ့ပေါင်းပြီးတော့မှဟိုတုန်းကအနာတွေရဲ့အခုအာနာသိမ့်တဲ့အနာအနာနှမျိုးပေါင်းတဲ့အခါမှာပို့ပြီးတော့မှနာကြီးမှုတွေပို့ပြီးတော့မှဒီနေ့အဆုံးသက်တိုက်ပွဲဆင်နွှဲနေရတာဖြစ်တယ်အဲ့တော့ဒီစကားကဘသူမှလက်မခံနိုင်တဲ့စကားဖြစ်တယ်ဆိုတော့ပြောချင်တာပေါ့ဟုတ်တယ်သူ့အနေနဲ့ဒါပြောကုန်မပြောသင့်တဲ့ဟာဟုတ်တယ်ပြီးအဲ့စကားကသူ့ကိုပြောရမယ်ဟာသူ့သူ့ကိုပြန်ပြောရမှာမင်းဖြစ်သင့်ဖြစ်လိုက်တာမင်းမလုပ်ခဲ့လို့ဟုတ်တယ်အဲ့ဒါကြောင့်မင်းဖြစ်သင့်ဖြစ်လိုက်တာကိုမင်းပြန်လုပ်ဖို့စဉ်းစားသင့်ပြီဆိုပြီးတော့ ဒါသူ့ကိုပြောမယ်စကားပေါ့နော်အဲအဲ့ဒါကတော့ဒါဒီရက်ထဲမှာဒီကောင်ဟိုတော်တော်လေးဇောင်းကြွားတဲ့စကားပေါ့လေနော်နောက်တစ်ခုကတော့ဒါကြောင့်အဲမပြောမဖြစ်ဒါဒီ AA ပေါ့နော်အာရခတက်တော် AA ကအတူတင်းတိုက်ပိုက်ထားတဲ့အဲနေမီတွေမှာပေါ့နော်စစ်တက်နဲ့ပတ်သက်တဲ့ပြီးရင်စစ်တက်နဲ့ပေါင်းစားနေတဲ့ခရိုနီတွေရဲ့ပိုင်ဆိုင်မှုတွေအဲအဲ့ဟာတွေအကုန်လုံးကိုချိတ်ပိတ်တယ်အဲ့ဒါရအားရတယ်မိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ရှေးပိုင်းကာလတွေမှာအဲဒီစစ်တက်ကပေါ့နော်အဲမြောက်လိုင်းစစ်တက်ကပြည်သူတွေရဲ့ ဒါပြည်သူတွေကသူ့ကိုစန့်ကျင်ပါတယ်ဆိုတဲ့သူတွေအဲသူ့ကိုဆန္ဒပြပါတယ်ဆိုတဲ့သူတွေပြီးတော့အဲသူပြောသလိုဒါလုပ်ဘူးกว่าဆိုပြီးတော့တော်လန်နေတဲ့သူတွေရဲ့ဒါအိမ်နေပိုင်ဆိုင်မှုတွေဒါတွေကိုချိတ်ပိတ်ခဲ့တာရှိတယ်ဟိုဆရာဟိုရုပ်တည်နေတဲ့ဟိုအမ်ဒါမကျူးကျော်ရဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဒါမျိုးပုံစံမျိုးတွေဒါရွေးဝုံပေါ်မှာလုပ်ခဲ့တာရှိအဲ့တော့သူတို့ချိတ်ပိတ်ခဲ့တဲ့ဟာတွေကကျတော့ကျွန်တော်ဒီဘက်ကတော်လန်ပြည်သူတွေရဲ့ဟိုသွေးတွေချွေးတွေနဲ့လုပ်ခဲ့ရတဲ့ဟာတွေပေါ့နော် ဟိုဒီလိုမျိုးရှာဖွေပြီးတော့စုဆောင်းပြီးတော့တိဆောက်ထားရတဲ့အဲအချို့ဆိုလည်းဒါဘိုးဘွားပိုင်အိမ်တို့ဘာတို့အဲ့လိုတွေကအစပါအဲအဲ့လိုဟာမျိုးလေးတွေကအစဒီကောင်လှုပ်ခဲ့တာပါနော်ဒါပေမဲ့အခုအာခတ်တော်အေအေလှုပ်တဲ့ဟာကကြတော့စစ်တဲ့ရဲ့ဟာတွေပြီးရင်စစ်တဲ့နဲ့ပေါင်းစားနေတဲ့ခရိုနီတွေရဲ့ဟာတွေအဲ့ဒါတွေကကြတော့ဒါတကယ်မ်းပြောရင်သူတို့လုံးဝသွေးမြေကြအောင်ချွေးမြေကြအောင်လှုပ်ခဲ့တဲ့ဗိုက်ဆိုင်မှုမဟုတ်ဘူးစူးစမ်းခဲ့တဲ့ဥစ္စာပစ္စည်းတွေမဟုတ်ဘူးတကယ်တော့နိုင်ငံကိုအခုနကလိုပေါ့နိုင်ငံကထွက်ရှိတဲ့တည်ရန်ဇာတာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုဟာမျိုးတွေကို ဒါပေါင်းစားပြီးတော့ကိုကျိုးရှာခဲ့တဲ့ဒါပေါ်ပေါ်လောလောဒါကိုကျိုးရှာခဲ့တဲ့ဟာပေါ့နော်အာနာကိုရယူထားတဲ့ကောင်တွေပေါင်းပြီးတော့ရှာခဲ့တဲ့ဒါဥစ္စာပစ္စည်းတွေအဲတကယ်ဟာတော့အဲဥစ္စာတွေကပြည်သူတရလုံးခံစားခွင့်ရှိတဲ့ဟာတွေဒါနိုင်ငံရဲ့တရားစတာအိုအဲ့လိုဟာမျိုးတွေကိုဒါတူတူတယောက်ကောင်ပုံစံမျိုးနဲ့ကိုကျိုးရှာပြီးလုပ်ခဲ့တဲ့ဥစ္စာပစ္စည်းတွေအဲ့လိုဟာမျိုးတွေကိုချိတ်ပိတ်တာမျိုးတွေလုပ်လာတယ်ပေါ့နော်အဲ့တော့အဲ့ဒါကတော့တော်တော် အားရစရာကောင်းတယ် ီးတော့ဝက်ဆိုတာလင်းနေပဲကြာတယ်ဆိုပြီးပြောရမှာပေါ့တရားအဲ့တော့အဲဥစ္စာလည်းတကယ်ကိုပြည်သူတရားကျင်းတဲ့အားရရှိလာတယ်အဲနောက်တစ်ခုကတော့အဲ့လိုပေါ့ဒီပန်ဆိုင်မှုနဲ့ပတ်သက်လို့ဒါဥကြောက်တောင်ဆိုပြီးတော့ဒါသူပြောသွားတယ်ပေါ့နော်အဲဒီဟာတွေတင်ခံရပြီဆိုမှသူသိတာပါပေါ့နော် ပြီးတော့သူကဒီဒီရခိုင်ပြည်နယ်မှာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာပဲသူလုပ်တဲ့သူပါပေါ့နော်အဲပြီးတော့ကျတော့သူကဘယ်အစိုးရပဲတက်တက်သူကအဆင်ပြေအောင်နေပြီးတော့ဒါမျိုးလုပ်လုပ်ရပါတယ်ပေါ့နော်အဆင်ပြေအောင်နေခဲ့တဲ့သူဖြစ်တယ် ပြီးတော့နိုင်ငံရေးနဲ့သူနဲ့ဘာမှမဆိုင်ပါဘူးဘာမှမပတ်သက်ပါဘူးဆိုပြီးတော့ပြောသွားတဲ့ဟာတွေနောက်ဆုံးပိတ်မှာဒါဖြစ်တဲ့ဖြစ်တိုက်လို့ဖြစ်တာသူလက်ခံပါတယ်ဆိုပြီးပြောတဲ့ဟာတွေပေါ့နော်အဲ့ဒါတွေကိုကြည့်ရင်ကိုပဲအတော်တော်လေးကျွန်တော်ပြောစရာဆိုစရာဖြစ်တာပေါ့ဘူးကွာဘာလို့လဲဆိုတော့နိုင်ငံရေးနဲ့သူနဲ့မပတ်သက်ပါဘူးဆိုတဲ့စကားအဲ့လိုလူတွေများလို့ပဲကျွန်တော်တို့နိုင်ငံမှာအခုဒီຫນွေဥဒေါ်လာရေးကဒါလုံးဝဒါထင်းလောက်ခီးမရောက်သေးတာပေါ့နော်ခီးကတော့ရောက်ပါတယ်ဒါပေမဲ့မြန်မြန်ပြီးဆုံးဖို့အတွက်ကိုကြန့်ကြာနေတာပေါ့ဘာဖြစ်လို့လဲဆိုတော့ ငါနဲ့မဆိုင်ဘူးဆိုပြီးတော့တွက်တဲ့ကောင်တွေကများနေတယ်အဲပြီးရင်ခုနဒီကောင်ပြောသလိုပေါ့နိုင်ငံရေးကငါနဲ့မဆိုင်ဘူးအခုဖြစ်နေတာနိုင်ငံအရေးဆိုတာကိုသူတို့သိသိရမှာပေါ့နော်ဒါပေမဲ့လည်းဘလို့ပဲဖြစ်ဖြစ်သူ့ဘေးနားပတ်ဝန်းကျင်ကပြည်သူတွေဘာတွေပဲဖြစ်နေဖြစ်နေသူနဲ့မဆိုင်ပါဘူးဆိုပြီးတော့တွေးနေလို့ဒါဒီလောက်အခြေအနေထိရောက်လာတာပေါ့နော်အဲကြတော့အဲဥစ္စာကလည်းဒါတာဝန်မဲ့တယ်လို့ပြောအောင်တကယ်ကိုနိုင်ငံကိုချစ်တဲ့သူတယောက်နိုင်ငံကိုမျက်နှိုးတဲ့သူတယောက်တကယ်လွတ်မြောက်မှုကိုလိုလားတဲ့သူတယောက်ဆိုရင် ဒီအခုအခင်းချင်းကအားလုံးနဲ့သက်ဆိုင်နေတဲ့အခင်းချင်းဖြစ်တယ်ဆိုတာကိုသိရအောင်ပါနော်အဲ့ဒါကိုသူမှုလို့ဒီစကားပြောထွက်တယ်ပေါ့နော်အဲပြီးတော့ကျတော့အဲဖွေပြိုးတုတ်တောက်အောင်မလုပ်ခဲ့တာပါဆိုတော့ဒါအဲ့မှာရှိတဲ့ဒေသခံပြည်သူတွေကရည်ရတယ်လို့သိရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ပေါင်းစားပြီးတော့ပဲဟိုဟာဖြစ်ခဲ့တာဆိုတော့ဒီနေရာမှာပတ်သက်လို့ဖွေပြိုးတုတ်တက်သွားတာသူတို့ရဲ့စီးတဲ့ဥစ္စာတွေပဲရှိတယ်ဆိုပြီးတော့ပြောကြတာပေါ့အဲနောက်တစ်ခါတော့အဲ့လိုဘယ်အစိုးရပဲတက်တက်အစင်ပြောင်းနေနေတာပါဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါကလည်းဒါခရိုနီတယောက်အနေနဲ့ဒါဟိုဟာဖြစ်ကိုဖြစ်ရမယ့်ဟာပေါ့နောက်ဒါ ကျွန်တော်နေရတဲ့နေရာတစ်ခုမှာအဲ့လိုပဲဒီ viewer မူးကိုတွေ့ကျင်တော့အဲ့နားမှာသူကဟိုပါပေါ့သူကတာဝန်ပေးတဲ့သူကအမြဲတမ်းပြောင်းတယ်တာဝန်ပေးတဲ့အရာရှိကအမြဲတမ်းပြောင်းတယ်အဲ့နေရာမှာတာဝန်ကျတဲ့သူကလည်းတကယ်သူကဟိုပါပေါ့ power ရှိတယ်ပေါ့ power ရှိတယ်လူကြီးနဲ့တွေ့ဖို့အတွက်ဆိုရင်အဲ့ဘူကြီးကအရေးကြီးဆုံးပဲအဲ့အဲ့လိုပုံစံမျိုးအဲ့ကြတော့ဒီကုံတွေတွေပွဲစားတွေကလာပြီဆိုရင်သူ့ကိုဖားရအဲ့သူ့ကိုဖားရအဲ့သူကဒီ သူခွင့်ပြုမှသာဒီလူကြီးနဲ့တွေ့ရမယ်အဲ့ခါကျမှသာသူတို့လှုပ်ချင်တဲ့တရားဝင်လုပ်ငန်းတွေလုပ်အောင်အဲ့ကျသူ့ကိုဖားပြီးလုပ်ရဒါပေမဲ့အဲ့ဘိုးကြီးနေရာမှာနောက်တစ်ယောက်ပြောင်းပြီးဆိုရင်အဲ့ဘိုးကြီးကသူကသတိတော်မရဘူးသူကဂယုမဆိုင်တော့ဘာလို့လဲဆိုသူတို့ဆက်ဆံနေဆိုတဲ့ဟာကိုကျွန်တော်ပြောချင်တာပါနောက်ရောက်လာတဲ့ဘိုးကြီးစီမှာပဲသူကထပ်ပြီးတော့ကောင်းမွန်မျက်နှာချိုတွေးပြီးတော့ဆက်ဆံဒီလူတွေကိုဒီတက်လာသမျှအစိုးရအတိုင်းကိုသူတို့ဟိုရင်ထဲအသေးသေးရရှိလို့ဆက်ဆံတာမျိုးမဟုတ်ဘူးထောက်ခံတာမျိုးမဟုတ်ဘူးသူတို့ရဲ့ကိုဂျိုးစည်းဝါးအတွက် ဒီနေရာမှာတာဝန်ရှိနေတဲ့သူတွေကိုတို့ဘလို့ပေါင်းသိမ်းပြီးစားရမလဲဆိုတဲ့ဟာကိုပဲသူတို့ကဥတီတာပေါ့နော်အဲ့ဒါကြောင့်တို့ရဲ့ဟာတွေမစစ်မှန်ဘူးပေါ့နော်အဲ့ဒါကြောင့် तू ပြောတဲ့စကားအဲ့ဥစားလည်းမမိုက်ဘူးပေါ့နော်ကျွန်တော်ကြိုက်တဲ့ဟာတခုကတော့အဲ့ဒါနောက်ဆုံးအပိတ်စကားပေါ့နော်ဒါဖြစ်တဲ့ဖြစ်တိုင်းလို့ဖြစ်သွားဟုတ်တယ်ဖြစ်တဲ့ဖြစ်တိုင်းလို့ကိုဖြစ်သွားတာမင်းတို့လုပ်ခဲ့တဲ့ဟာတွေကမဖြစ်တဲ့ဟာတွေအဲ့ဒါတွေကိုမင်းတို့လုပ်ခဲ့တယ်လုပ်ခဲ့တာမလို့အခုဒါပြည်သူ့ဘက်မှာရက်တည်တဲ့ဒါအခါတက်တော်ကအခုလိုမျိုးချိန်ပိတ်ပလိုက်တယ်အဲ့တော့ဒါဖြစ်တဲ့ဟာဖြစ်သွားတယ်မင်းတို့ လက်ကုတ်ခံရမယ်လက်မခံလို့လည်းမရဘူးပေါ့နော်ပြီးမင်းမကြည့်နဲ့သွားပြောအရကတတ်တော်ပေါ့နော်ဒါပေမဲ့တခုရှိတာအဲ့လိုပေါ့ဒီကောင်နေရဲ့ပိုင်ဆိုင်မှုတွေကဒီလောက်တော့မကောက်အဲ့တော့အများကြီးပဲရှိနေမယ်ဒါကြောင့်မလို့လည်းသူကအေးဆေးသက်သာပဲပေါ့နော်အာဒီလောက်ပါဝါသူ့အတွက်ဘာမှမဖြစ်ပါဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒါလက်ခံပါတယ်ဆိုပြီးတော့ပြောသွားတဲ့ဟာပေါ့နော်အဲ့အဟာကတော့ဒါကျွန်တော်တို့ဒါဒီဘက်ကအားရကြသတင်းတခုဖြစ်သလိုတခြားဒေသတွေမှာရှိတဲ့ဒါအခုလိုမျိုးပေါ့နော်အာရကတက်တော်တိမ့်ပိုက်ထားတဲ့နေရာလိုမျိုးဒါမဖြစ်သေးတဲ့နေရာမျိုးတွေပေါ့နော်တခြားဒေသတွေ ိုက်ဒေတာမှာရှိတဲ့ chronic grow ပြားတွေလည်းဒါတို့အတွက်ရာဇတံပဲပေါ့နော်အခုဆိုရင်မျက်ခုံးလှုပ်ရှင်လည်းလှုပ်နေတော့ပြီအဲ့တော့အဲ့လိုရုံအဖြစ်ချင်မှုဆိုရင်ဒေါ်လာရင်းကိုကူပါပြီးရင်နိုင်ငံအရေးလို့သတ်မှတ်ပါကိုနဲ့ဆိုင်တယ်လို့သဘောထားပါပေါ့နော်အဲတက်နိုင်သလောက်ဒီဒေါ်လာရင်းအောင်မြင်ဖို့အတွက်အားလုံးပြည်သူတရေလုံးလွတ်မြောက်ဖို့အတွက်ကိုအခုလိုမျိုးဒါစေရောကိုပါနှိပ်ပြီးတော့ပါဝင်သင့်တယ်ဆိုတာလည်းပြောချင်တယ်ပေါ့နော်ပြီးတော့ဒါအာရခတတ်တော်ရဲ့ဒါလှုပ်ဆောင်နိုင်စွမ်းပေါ့အဲ့ဒါကြီးကတကယ်ကိုဒီဥစ္စာတွေကိုမြင်ရတာကိုပဲတော်တော်ကိုကျွန်တော်တို့သဘောကျ ဘာလို့ဆိုတော့ तू စစ်ရင်းမှာလည်း तू တော်တော်ကိုအားကောင်းတယ်ထိုးစစ်အချိန်ကြီးကလည်းကြောက်စရာကောင်းတယ်ဒီနှစ်အတော်တွဲမှာဘယ်သူရဲ့အာသိမ့်ပိုက်နိုင်မှုကနေမီကနေတဲ့အချိန်မျိုးဖြစ်လာတယ်ဗောနော်အဲပြီးရင်ဒါစစ်ရေးဗောနော်ပြီးရင်အုတ်ချွေရေးစွမ်းရင်ဆိုလည်းတော်တော်မိုက်တယ်ဗောနော်အဲအခုလှုပ်ထားတဲ့ပုံစံတွေအကုန်လုံးကဒါပြန်လဲထူထောင်ရေးတွေမှာပဲဖြစ်ဖြစ်အဲခုနကလို့ဗောနော်ဟိုဒီဒီစစ်တွဲစစ်အတွင်းမှာကျွင်းကြံခဲ့တဲ့ဒါပစ္စည်းပစ္စည်းကဒါစစ်စစ်နဲ့ပတ်သက်တဲ့ဘုံတွေပါညာတွေဒါတွေအစပြန်လဲရှင်းလင်းပေးတာမျိုးတွေ လူလူရရအေးချမ်းမှုအတွက်ကိုဒါဟုတ်လားလုံရွေးပဲဖြစ်ဖြစ်မီးပေးပဲဖြစ်ဖြစ်ဒါမျိုးပုံစံအသေးစိတ်ကစားလိုက်ပြီးလှုပ်ပေးနိုင်တဲ့ဟာမျိုးတွေလည်းတော်တော်မိုက်တယ်ပြီးတော့စီယုံရင်ဆွမ်းရည်စီယုံရင်ဆွမ်းရည်ကလည်းကျွန်တော်တို့အခုတော်လန်ပြည်သူတည့်ရက်လုံးအေးအေးကိုသဘောမကျတဲ့လူတယောက်မှမရှိဘူးအဲလိုမျိုးပေါ့နော်ပြီးတော့သူ့ရဲ့သူ့ဒေတာသူ့နေရာမှာလည်းသူ အတော်ကိုအားကောင်းအောင်စီယုံထားနိုင်တယ်တကယ်ကိုတကယ်စိတ်ဟိုဟာဆွမ်းရည်၃ရက်နဲ့ပြည့်သွားတဲ့တပ်ဖွဲ့တစ်ခုကိုမြင်တွေ့နေရလို့ပဲပေါ့နော်အဲ့ဒါတော့ဒါကျွန်တော်ဒီရက်ထဲမှာကျွန်တော်ထူးခြားတဲ့ဖြစ်စဉ်တွေတည်းကကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးပေါ့ အဲ့တော့ဟိုဥကြောတော့ပြောသွားတဲ့စကားလို့ပေါ့နော်ဟိုတက်လာတဲ့အစိုးရနဲ့ဒါအချင်းပြောင်းနေရပါတယ်ဆိုတော့လူတွေနော်အချင်းပြောင်းနေရပါတယ်ဆိုတော့အမှုပညာရှင်တွေအချင်းပြောင်းနေရပါတယ်ဆိုတော့ဝန်ထမ်းတွေအချင်းပြောင်းနေရပါတယ်ဆိုတော့ပြည်သူ လူထုတွေများစွာရှိနေလို့ဒါလင်ကျွန်တော်တော်လန်ရေးရဒီနေ့ဒီချိန်ဒီလောက်အထီကိုကြာနေတယ်လို့တော်ပြောလို့ရတာပေါ့ဘာလို့ဆိုတော့အာ စားပြီးတော့မှကောက်ယိုးမီးပေါ့နော်တိဘူးသွေးလောချိန်မှာဝုန်းငနေပဲကောက်ယိုးမီးလိုပဲထွက်ပြီးတော့မှပဲနော်အကုန်လုံးပဲဟိုလန်နေကိုင်းပြီးတော့မှခြိတက်ပြီးတော့ပဲမင်းအောင်လိုင်းယုံကြီးလိုပဲဝင်ပြီးတော့မှဒါမပေးမချင်းပဲထိုင်အော်နေတော့မလို့လို့အစံငတ်ခံဆန္ဒပြတော့မလို့လို့နဲ့နော်ရောင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 ်နဲ့ပြည်သူတွေကိုရှေ့ရနေပြီးကမှနော်တချို့ပြည်သူတွေကိုဆွဲထုတ်ခဲ့တာပေါ့နော်တော်လိုင်းကိုတချို့ဝေဝါးပြီးတော့ဖြစ်နေတဲ့လူတွေတော်ပါလေဒီလူတွေကိုကြည့်အားကြပြီးတော့မှ တကယ်ရဲရဲတောက်ပါဝင်လာခဲ့တဲ့လူတွေကဒီနေ့ဒီချိန်ဒီပါဝင်နေတော့မယ်အဲ့လူတွေကတော့နောက်ကိုပြန်ပြီးတော့မှစုတ်သွားကြတာပေါ့နော်မသိလိုက်ဘူးပျောက်ပေးခဲ့တဲ့လူတွေပေါ့အဲ့တော့ကျွန်တော်တို့ကဒီနေ့ဖြစ်နေတဲ့ဟာကနိုင်ငံရေးမဟုတ်ပါဘူးနိုင်ငံအရေးဖြစ်တဲ့အတွက်ကိုယ်ဘယ်နေရာမှာတာဝန်ထမ်းဆောင်နေရလဲဘယ်နေရာမှာအလုပ်လုပ်နေရလဲငါတော့ဘယ်ဟာလေးရတော့ဟိုဖြစ်နေတယ်ငါမှဒေါ်နိုင်ရေးအတွက်တော့ငါမလုံနိုင်ဘူးဒါကငါနဲ့မဆိုင်ဘူးလေ ဆိုပြီးတော့မှ နေမဲစားနိုင်ရနေရနေပြီးတော့မှ အပါဝင်ပေးကြဖို့ကျွန်တော်တို့ဘက်ကဖိတ်ခေါ်ပါရစေအဲ့တော့နိုင်ရနေပါဝင်ပေးနေတဲ့လူတွေလည်းရှိပါတယ်နိုင်ရပါဝင်ပေးကြလို့တဲ့တော်နိုင်ရေးကဒီနေ့ဒီချိန်ဒီကြီးဒီရောက်ခဲ့ပြီဖြစ်တဲ့အတွက်ရှေ့လျှောက်ပြီးတော့မှကျွန်တော်တို့မင်းအောင်လိုင်ကြာဆုံးမင်းအောင်လိုင်တက်ဖွဲ့ကြာဆုံးသည့်ဒီအာနာရှင်ကြာဆုံးသည့်ဒီဆက်လက်တိုက်ပွဲဝင်ကြပါလို့ပြောကြရင်လည်းကျွန်တော်တို့ရဲ့ဇကဝိုင်းလေးကိုညီကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်